ငလင်ကိုကြောက်နေတဲ့လူတွေအတွက်မြန်မာနိုင်ငံမှာငလင်ထက်လုံးမလုံနမိတ်ဖက်လိုက်တဲ့မိုင်းဖုံးစီရတော့ပရိသတ်များလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာငလင်တွေထက်လုံးမလားမလုံဘူးလားဆိုတာကိုကြိုတင်နမိတ်ဖက်လိုက်တာကတော့မိုင်းဖုံးစီရတော်ကြီးဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းမိုင်းဖုံးစီရတော်ကြီးဆိုတာကသီလသမာဓိနဲ့ပြည့်စုံပြီးတော့ဂူအောင်တရားကျင့်ကြံကတကူကြီးတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်မိုင်းဖုံးစီရတော်ကရှမ်းဆရာတော်တစ်ပါးဖြစ်တာကြောင့်သူ့ရဲ့ပုံစံကပြည်မကဆရာတော်ကြီးရင်းနဲ့မတူပဲထူးခြားပြီးတော့ တကောတိတ်တိကြီးမားတာကြောင့်ရှမ်းပြည်တပြည်လုံးကိုးကွယ်ကြတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ ဆရာတော်ကြီးဟာပုံမှန်ဆိုရင်တော့လူတွေနဲ့နီနီကကမနေပဲဂူထဲမှာတရားအထုတ်လေးရှိရပါဆရာတော်ဟာဂူအောင်တရားအထုတ်နေရကနေပြန်ထွက်လာတဲ့ချိန်မှာတာမန်လူတွေအနာဂတ်တော်ကိုမကြိုက်ပါဘူးမိုင်းပုံးဆရာတော်ဘုရားကြီးကရာသက်ပံတသက်လွတ်ဖြစ်ပြီးတပါးတဲ့ဂူအောင်တတ်သူဖြစ်တာကြောင့်တော်ယုံအနာသက်ကိုအနီးကပ်မခံနိုင်ပါဘူးမူးမော်လာတတ်ပါရင်ပရိသတ်တွေကအရက်တောက်ထားတဲ့သူစလိတ်တောက်ထားတဲ့သူကွန်စားနေတဲ့သူ အသားကြီးငါးကြီးစားထားတဲ့သူနီနီကကရှိလာရင်ဆရာတော်ကြီးကချက်ချင်းတီးပါတယ် ။အဲ့ဒီလိုမျိုးကြုံလာခဲ့ရင်အဲ့ဒီနေရာကနေချက်ချင်းပြန်ကြွသွားတတ်ပါတယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့အထူးခွင့်ပြုချက်ရထားတဲ့သူတွေကလွှဲရင်ဆရာတော်ကြီးရဲ့အနာဂတ်တာထိတွေ့တာလုံးဝမရပါဘူး။ဒါကြောင့်မလို့မိုင်းဖုံးဆရာတော်ကြီးဟာဒီလောက်ထိတကူကြီးနေရပါ။ဒါကြောင့်လည်းမိုင်းဖုံးဆရာတော်ကြီးကမြန်မာနိုင်ငံမှာထပ်လုံမဲ့ငလင်းနဲ့ပတ်သက်ပြီးတော့နမိတ်စကားကိုဟောကြားလိုက်ပါတယ်။ မိုင်းဖုံးစရာတော်ကြီးကတဘာဝဘေးအန္တရာယ်ကဆိုးကြီးကြောက်နေရင်မြန်မာနိုင်ငံမှာနောက်ထပ်ဘေးအန္တရာယ်တွေမကြောက်စေဖို့အတွက်ရှမ်းပြည်နယ်ကနေပြည်မဖြစ်တဲ့မန္တလေးနေပြည်တော်ရန်ကုန်စတဲ့မြို့ကြီးတွေကိုခရီးကြွားချိန်ပြီးတော့ဓမ္မဆက်စည်းနဲ့ကဘေးနေရာဖြစ်ပါတယ် ဒီလိုမျိုးမိုင်းဖုံးစရာတော်ကြီးနေနဲ့ခொနည်းတားသမီးတွေကိုကဲတင်ဖို့နတ်မြမာတွေကပင်ဖိတ်တာဖြစ်တယ်လို့သိရပါတယ်။တကိုးသိတိကြီးမာပြီးရရှမ်းပြည်တပီလုံးကိုကိုွယ်ကြတဲ့မိုင်းဖုံးစရာတော်ဘုရားကြီးကအခုခါမှာမြန်မာနိုင်ငံမှာငလင်ဘေးနဲ့ပတ်သက်ပြီးရအခုလိုပဲမိန်ကြားလိုက်ပါတယ်။မိုင်းဖုံးစရာတော်ကလက်တလုံးမှာနောက်ဆက်တွဲမြင်းငလင်တွေလှုပ်ရှားနေပေမယ့်မကြာခင်နှစ်ပေါင်းများစွာကြာတဲ့အထိမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ငလင်အနေရကိုထပ်မံကြရောက်ဖို့မရှိတော့တာကြောင့်စိတ်အေးချမ်းသာစွာနေနိုင်ပြီလို့လဲမိုင်းဖုံးစရာတော်ကြီးကလက်တလုံးမှာနောက်ဆက်တွဲမြင်းငလင် င်တွေလှုပ်ရှားနေပေမယ့်မကြခင်နှစ်ပေါင်းများစွာကြာတဲ့အထိမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ငလင်အနေရထမှန်ကြာရောက်ဖို့မရှိတော့တာကြောင့်စိတ်အေးချမ်းသာစွာနေနိုင်ပြီလို့မိုင်းဖုံးဆရာတော်ဘုရားကြီးကပြောခဲ့တာဖြစ်ပါတယ်။ မိုင်းမုံဆရာတော်ဘုရားကြီးကသူကိုယ်တိုင်ကမြန်မာပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းစေဖို့စွတောင်းမြတ်တာပို့သထားကြောင်းပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့စိတ်ချမ်းသာစွာနေနိုင်ကြောင်းပြောခဲ့ရလည်းဖြစ်ပါတယ်။မိုင်းမုံဆရာတော်ကအခုချိန်မှာမြန်မာနိုင်ငံကမျိုးကြီးတွေကိုအပူဇော်ခံကြွားချီနေရဖြစ်ပြီးတထေးကြီးတွေကလည်းနဝကာမဝိတုငွေလူတန်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိုင်းမုံဆရာတော်ကြီးကမယူဘဲနဲ့ငလင်တန်တဲ့ပြည်သူတွေကိုပြန်လဲလူတန်းခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြရဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာ င်ကလေးကြီးကြီးမားမားထမ်းမလို့တော့ဘူးလို့ပြောခဲ့တယ်။မိုင်းဖုံးစရာတော့ဘုရားကြီးရဲ့ဟောကြားချက်ပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။